စကိုင်းတိုင်းမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအာဖတာဝန်ခံဒေါက်တာဒေါခင်တူတူလင်ခါဒေါက်တာတူကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကဖမ်းဆီးအရေးယူခဲ့တယ်လို့ယနေ့ဒီဇင်ဘာလ၁ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒေါက်တာဒေါခင်တူတူလင်ခါဒေါက်တာတူသည် CDN စေယောအုပ်တူဖြစ်က2021ခုနှစ်ဧပြီလ4ရက်နေ့မှ2024ခုနှစ်စက်တင်ဘာလ18ရက်နေ့အထိမင်ကင်းမြို့နယ်ပအာဖတာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းဖော်ပြထားပါတယ်။ ဒေါက်တာဒေါ်ခင်သူစုလင်းဒီမင်ကင်မျိုးနဲ့ပါအားဖတာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်မင်ကင်ပါကဖကငားရန်ပေးခဲ့တဲ့ AK47 တနက်တလက်အားပြန်လည်အနှံချင်းမရှိသဖြင့်မင်ကင်မျိုးနဲ့ပါကဖတာဝန်ခံကတရလုံပြုတ်လောက်တိုက်ကြခဲ့တယ်လို့ဖော်ပြထားပါတယ်ထို့အပြင်2024ခုနှစ်ဇန်နဝါရီလမှာ ။ဩဂုတ်လအထိမြို့နယ်ပါကာဖာဤအခုငွေ30ရာခိုင်နှုန်းငွေကျပ်3328သိန်းကျော်အားပြန်လည်ပေးအပ်ခြင်းမရှိသဖြင့်မင်ကင်းမြို့နယ်ပါအာဖတာဝန်ခံမှတိုင်တန်းခဲ့ကြောင်းဆိုထားပါဗျ။အထက်ပါအမှုများကြောင့်ဒေါက်တာဒေါခင်တူတူလင်းအားမင်ကင်းပအဖာကတွားရောက်ဖမ်းဆီးရကြောင်းအတိပေးထားပါဗျ။ ထို့သို့ဖန်စီသည့်ရုတ်တံဖန်သည့်ယနေ့ဒီဇင်ဘာလ၁ရက်နေ့တွင်လူမှုကွန်ရက်မှာပြန်နှံ့လာ၍အမျိုးသမီးတဦးကိုဖန်စီရာတွင်ရုံရင်းဆန်ခတ်ဖြစ်ခြင်းနှင့်အမျိုးသမီးရဲမေမပါဝင်ခြင်းတို့ကြောင့်ဝေဖန်မှုမြင့်တက်ခဲ့ပါသည်အဆိုပါကိစ္စရဲ့အပေါ် NUG ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့်တောင်းမှန်ကြောင်းနဲ့ဒေါက်တာဒေါခင်တူတူလွင်ဤအမှုအားဆက်လက်အေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်ရှင်။